အကူစတီပြန်လွတ်လာတဲ့ဟာအတွက်ကျွန်တော်တို့အရန်ကိုဝမ်းသာပါတယ်ကျွန်တော်လည်းအဲ့ဒီရဲ့ပြီးကိုကျွန်တော်လည်းခံဘူးခံစားဘူးတယ်လေအတိမိတ်ဆွေကိုရဲ့ဆရာလိုလိုကိုရဲ့ဒါလုပ်ဖို့ကြိုင်ဖက်လိုလိုပါတနာတွားပြီးတော့တွားချူတယ်ကျွန်တော်အပေစကားကြီးပြောတယ်ပြန်ရလောက်တဲ့အတွက်အကိုဘလို့ပဲဖြစ်ဖြစ်ဒါစိတ်စိတ်သက်ဟိုပါဖြစ်ဖို့လိုတယ်အပေစကားကြီးပြောသူလည်းကြမ်းကြမ်းမမာနဲ့ဒါအလုပ်တညာလုပ်တယ်ကျွန်တော်ဆူရှစ်ဆက်ပြီးလုပ်မှာပါဟုတ်ဒါပြန်ထွက်လာတဲ့အချိန်မှာအဲ့လိုတွေဝမ်းသာ ခရဟာဘယ်လိုวะအပေးပြီးတော့ကြိုကြတာပါမှာသူရဲ့ခန်းစားချက်မှာတကယ်ကိုသူလဲပီတိဖြစ်မှာပါဟုတ်ကိုလဲခန်းစားခဲ့ဘူးလားဟုတ်အကုစဒီပြန်လွတ်လာတဲ့ဟာအတွက်ကျွန်တော်တို့အရန်ကိုဝမ်းသာပါတယ်ကျွန်တော်တို့ရှေ့မှာလည်းကိုစင်းနဲ့ဟာကားပေါင်း တောင်များဆိုတော့ကျွန်တော်တို့ရိုက်ကူးနေတဲ့အချိန်ပေါ့နော်အဲအဲ့လိုမျိုးဖြစ်သွားတဲ့အတွက်လည်းစင်မကောင်းဖြစ်ရတယ်ဒါပေမဲ့ပြန်လွတ်လာတဲ့အချိန်မှာကိုစင်းဆိုတော့ကျွန်တော်လည်းအဲ့ဒီရဲ့ ပြီးကိုကျွန်တော်လည်းခံဘူးခံစားဘူးတယ်လေကိုချင်းစားဘူးတယ်ကျွန်တော်ဆိုလို့ရှိရင်2020ဒီဧပြီလ18ရက်နေ့မှာကျွန်တော်လည်းအဲ့လိုမျိုးအထွေကြုံကိုကျွန်တော်တို့ရခဲ့ပူတာဟုတ်ဆိုတော့လွယ်ပြပြဒါကိုအတိမိတ်ဆွေကိုရဲ့ဆရာလိုလိုကိုရဲ့ဒါလုပ်ပေါ်ကင်ဖက်လိုလိုပတ်တနာတွားပြီးတော့တွားချူတယ်ကျွန်တော်အပြေစကားကြီးပြောတယ်ပြန်ရလောက်တဲ့အတွက်အကိုဘယ်လိုပဲပြပြဒါစိတ်စိတ်သက်ဟိုပါပြဖို့လိုတယ်အပြေစကားကြီးပြောသူလည်းချမ်းချမ်းမမာနဲ့ ဒါအလုပ်တူညံလုပ်တယ်ဆိုသူရှစ်ဆက်ပြီးလုပ်မှာပါဟုတ်အဲသူကကျမ်းမာရေးအထက်မှာတော့ကျမ်းမာရေးကိုလည်းဂရုစိုက်ရတာပေါ့လေကိုရီကိုရီလည်းနေဘူးတာ ဖြစ်တဲ့အတွက်အဲ့တော့အစားကိုတော့သူရှောင်တဲ့ထဲမှာပါတယ်လို့သူပြောတယ်အစားကိုတော့သူရှောင်တယ်အထမင်းတွေပါတယ်ဆိုလို့ရှိရင်တော့နည်းနည်းပဲစားတယ်အထက်မှာကပေါင်းထမင်းပဲစားရတာစားရတာဟုတ်အပူပူများတယ်နော်အဲ့လိုမျိုးပြောရှင်သူကစီးကျိုးလေးတွေနည်းနည်းရှိတော့ဆေးတွေပုံမှန်တောက်ရတယ် အဲကိုစတီမမဟုတ်ပါဘူးရှိနေတယ်အဲ့မှနေနေရတဲ့လူတော်များတော့ကျမယူကိုအရင်ဆုံးဂယူဆိုက်ရတယ်သူလည်းဒီလိုပဲပြည့်တွေ့လို့ရှိရင်ကျမယူဂယူဆိုက်ပါလို့ပဲအရင်ဆုံးပြောရတာကိုတွေလည်းကျမယူဂယူဆိုက်ခဲ့ရတာဟုတ်ဒါပေါ့ဒါပေါ့အဲ့ PD ကဘာနဲ့မှနိုင်လို့မရပါဘူးကိုလည်းအဲ့နေရာကိုခံစားအဲ့နေရာကိုရောက်ခဲ့ဘူးလေအဲ့နေရာကိုခံစားမှုတာဖြစ်တဲ့အတွက်ဘလို့မှဒါပြန်ထွက်လာတဲ့အချိန်မှာအဲ့လိုတွေဝန်တာခရဟာဘလို့ဟာအားပေးပြီးတော့ကြိုကြတာပေါ့မှာသူရဲ့ခံစားချက်မှာတကယ်ကိုသူလည်း ပေတီဖြစ်မှာပါဟုတ်ကိုလည်းခံစားခဲ့ပူတာဟုတ်အဲ့လိုတော့မဟုတ်ဘူးကိုလေကို ကိုကကိုတည်င်းရှားလို့သူတို့မိသားစုစီကိုကျွန်တော်ဆက်လိုက်တယ်အဲ့တော့ကျွန်တော်သူတို့မိသားစုကိုကဲအဲ့ဆိုလို့ရှိရင်အတူတူသွားချူကြမယ်ကျွန်တော်လက်ခေါ်လက်ခေါ်ပြီးမယ်ကျွန်တော်ဒါကျွန်တော်ကားနဲ့ပဲလိုက်ခဲ့ပါဆိုပြီးတော့အဲ့ဒါသူတို့မိသားစုတွေကိုကျွန်တော်ခေါ်တယ်အဲ့ဒီရောက်တော့ရခါကျမှဒါအကုန်လုံးကိုကောက်တို့ရောက်လာတယ် တခြားအဲသူတအောင်လို့လည်းရောက်လာကြတယ်အကုန်လုံးပေါ့နော်အမှန်မှာသွားဆုံးတာပေါ့ကျောင်းနဲ့တယောက်တိုင်မထားတာတော့မရှိပါဘူးပေါ့အဲအကိုကိုအကိုစီမာကကိုစတီစီမာက Z တွေက ready ရှိပြီသား Z တွေထုတ်တယ် Z တွေတောင်ရှိတာမသိဘူး Z တွေက ready ရှိပြီသားသူ့ Z တွေကတကယ်ကိုကောင်းတဲ့ Z တွေဒါရိုက်ပါပါဟုတ်ကိုစတီဘယ်လိုပဲဖြစ်ဖြစ်အမြင့်ပညာလုပ်တွေဒီချက်မကအများကြီးလုံနိုင်ပါစေအများကြီး academy ကိုစတီဖြစ်ပါစေ Hehehe ကိုညုံနဲ့ဟာရှေ့မှာကလေးရတယ်ကျွန်တော်တို့ကခင်မင်းနေတော့ပြီးလို့ရှိရင်တခါမှတော့ကျွန်တော်ကိုညုံနဲ့တော့မရိုက်ဘူးသေးဘူးပေါ့နော်ဒါဒီကားလေးရမ်းမထွက်ရဆိုတဲ့ဟာရမ်းဖို့အတွက်ဒါကိုညုံနဲ့ကျွန်တော်တို့စကားပြောဖြစ်ကြတယ်အခါမှာအဲ့လိုမျိုးကျွန်တော်တို့ရိုက်ဖြစ်သွားတာပါဟုတ်ရိုက်ဘူးပါတယ်ကျွန်တော်တို့တော်တော်များရှေ့မှာလည်းရိုက်ဘူးဒါပေမဲ့ဒီညမတွေ့ရကကိုရရိုက်ရိုက်ဘူးနေကြကားမျိုးရဲ့ဇလန်းတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပြီးတော့ခုနပြောဆိုတရေကားကြီးပဲမဟုတ်ဘူးတွေ့ထားတဲ့ဟာလေးတွေရှိတယ်အဲ အဲအဲ့လိုမျိုးကျွန်တော်ပြောလိုက်လို့ရှင်ဇလန်သိတော့မှာဆိုတော့စပြီးတော့ကျွန်တော်တို့ဟိုပြည့်ရကလေးကညမထွက်ရဆိုတဲ့နာမည်နဲ့ကတော်တော်လေးကိုဒါစိတ်ထဲမှာစိတ်ဝင်စားမှုတွေဖြစ်နေပြီပေါ့နော်အဲ့တော့ဇလန်ကိုကျွန်တော်တို့ဖတ်လိုက်ရတဲ့အခါကျတော့ဟာဟာဟာဆိုတဲ့ဟာမျိုးတွေဖြစ်သွားတယ်မထမန်းမထားတဲ့အရာလေးတွေကပြောင်းလဲသွားတယ်အဲပြီးတော့ဒီကားတကားလုံးမှာမြုပ်ွက်လေးတွေရှိရယ်အဲ့မြုပ်ွက်ကိုဖော်ရတဲ့ဟာမျိုးတွေရှိတယ်ပြီးတော့ အဲ့မြောက်ကွက်ကနေပေါ်လာမှဒီဇလန်းရဲ့တန်ဖိုးဇလန်းရဲ့ climate ဇလန်းရဲ့ twist ကအဲ့လိုမျိုးကြီးအဲ့ဒီမှာပါဝင်တာပေါ့နော်အဲ့ဟာအဲ့ဟာကကျွန်တော်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 ဘက်ကနေသွားတာပေါ့နော်ဟော